မင်္ဂလာပါဇာနီကနေကြိုဆိုပါရစေဒီနေ့မှာတော့မြောက်တာဂျာပြီဖြစ်တဲ့ North Standard ဘက်ကိုပြန်သွားကြပါမယ် North Standard ရဲ့ကဘာတစ်ပင်ကြီး Itra C အကြောင်းပြောပြသွားနေတာဖြစ်ပါတယ် Itra C ဟာမဒူညီရဲ့ကဘာကိုကိုချိတ်ဆက်ပေးထားပြီးတော့အလုံးထူးခြားတဲ့တစ်ပင်ကြီးပါ ဘောင်းရဲ့အမြင့်တွေဟာဝေးလံပြီးနဲဆိုင်လာတဲ့ကဘာသုံးခုအထိကိုကျေပြတ်ပါတယ်။ဒီကဘာတွေကတော့ယော်ဒန်ဟိမ်၊နီဖဟိမ်နဲ့ဟဲလ်ဟိမ်တို့ပါ။ယော်ဒန်ဟိမ်မှာယွန်တာလို့ခေါ်တဲ့ရေခဲဘလူးကြီးကိုနေထိုင်ကြပါတယ်။ယွန်တာရီကိုသူ့ရဲ့ရေခဲနန်းတော်ထဲမှာ Twin လို့ခေါ်တဲ့ရေခဲဘလူးကြီးကအုပ်ချုပ်တာပါ။နောက်ထပ်ကဘာတစ်ခုကတော့နီဖဟိမ်ဖြစ်ပါတယ်။နီဖဟိမ်ကတော့စိတ်ညံပြီးမှောင်မိုက်တဲ့နေရာတစ်ခုပါ။အဲ့ဒီမှာရေခဲနေတဲ့မြူတွေပဲရှိနေပါတယ်။ အက်ဂျောဆေးရဲ့အမိတွေကိုအဆက်မပြတ်ကိုင်စားနေတဲ့နစ်ထော်ဂေါ်နဂါးကြီးရဲ့အနေအထားလေးဖြစ်ပါတယ်။နောက်ထပ်ကမ္ဘာကူကတော့ Hellheim ဖြစ်ပါတယ်။ Hellheim ကတော့ Hella လို့လည်းသိကြတဲ့တေမင်းနဗျာမှာ Hell ရဲ့ကမ္ဘာပါ။ North Tannai ရဲ့သေလုံလူတွေသွားတဲ့နေရာတစ်ခုဖြစ်ပါတယ်။သူတို့ပြင်တော့ခုံရောင်ရှိပဲတည်သွားသူတွေရဲ့ဝိညာဉ်တွေနေထိုင်ကြတာပါ။ဒီနေ့ဆိုင်ကဘာသုံးခုအထက်မှာတော့နစ်တဘဲလို့ခေါ်တဲ့လူပုရိရဲ့ကဘာရှိနေပါတယ် ဒီလူတွေကလက်မှုပညာတော်လေးကျွမ်းကျင်ပြီးတောရဲ့တူလိုအထင်ကြီးစရာအရာတွေကိုတော့ဖန်တီးနိုင်စွမ်းရှိကြပါတယ်။လစ်တာဘဲလာရဲ့အပေါ်မှာတော့မစ်ကတ်လို့ခေါ်တဲ့လူသားတွေရဲ့ကဘာရှိနေပါတယ်။မစ်ကတ်မှာနေတဲ့လူတွေကိုကာဝေးဖို့အတွက်နတ်ဖျားတွေကမြို့ရိုးကြီးတစ်ခုနဲ့ဝန်းရံပေးထားပါတယ်။ဂျီမစ်ကတ်ဟာကမ္ဘာပထမဆုံးလူသားဇုံးလေးဖြစ်တဲ့အာစနယ်အမ်ပလာကိုစတင်နေထိုင်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်။သဘင် F တွေနေထိုင်ကြတဲ့ကမ္ဘာတစ်ခုရှိပါသေးတယ် လာပါတဲ့အလင်း app တွေဟာ FA မှာနေထိုင်ကြပြီးမကောင်းစွာ app ဒါ app တွေရဲ့ကဘာကတော့ spot dying ဖြစ်ပါတယ်။နောက်ထပ်ကဘာတစ်ခုကတော့ muspain လို့ခေါ်ပါတယ်။ muspain ကတော့ဂျိုင်းရံကဘာတစ်ခုပါ။သူတဖြင့်စူတာဥဆောင်တဲ့ဖိုင်ယာဂျိုင်းရံတွေရဲ့နေရာဖြစ်ပါတယ်။ဒီဖိုင်ယာဂျိုင်းရံတွေရဲ့တစ်ခုတည်းသောရည်ရွယ်ချက်က Ragnarok ကာလအတွင်းမှာ S ကကိုဂျန်တဲ့ကဘာရင်းနဲ့ဆက်သွယ်ထားတဲ့ Bifrost ကိုဖြစ်စည်းပြဖို့ပါ။နောက်ထပ်ကဘာတစ်ခုကတော့ဘနာနပြားရဲ့နေအိမ်ဘနာဟိန်ဖြစ်ပါတယ်။ ပင်လင်နေဖျားကြီးညော့နေတူသားမျိုးကြီးဖြစ်ကြတဲ့ free freeya တို့ရဲ့ဇာတိမျိုးပါဒီနေဖျားတွေကဉာဏ်ပညာမျိုးပွားနိုင်မှုအနာဂတ်ကိုကြိုမြင်နိုင်မှုစအရင်းနဲ့ဆက်ဆက်နေတဲ့နေဖျားတွေလို့သိရပါတယ်နောက်ဆုံးအနေနဲ့ actual sea ကဘာတစ်ပင်ကြီးရဲ့အမြင့်ဆုံးနေရာမှာ S ကရှိပါတယ်။ Asa နဖျားရီရဲ့ကဘာပါ။နဖျားပြင် Odin က S ကတီနန်ကိုအပြည့်အဝပိုင်ဆိုင်ပါတယ်။ S ကဟာ Valhalla ရဲ့တီနီယာလည်းဖြစ်ပါတယ်။ ။ North Tanai ကဘာဟာလာဆိုတာစစ်မြေပြင်မှာထိုက်တိုက်တန်တန်ကြာဆုံးသွားတဲ့စစ်သည်ကြီးသွားကြတဲ့နေရာပါ။ပစ်ဒဖိုနီယာလို့ခေါ်တဲ့အေယာမာလင်းုံကြီးဟာကဘာရီရဲ့ထိပ်မှနေထိုင်ပါတယ်။ဒီလင်းုံကြီးဟာနှစ်ထောကနဂါးကြီးရဲ့ခါတိယံသူလည်းဖြစ်ပါတယ်။ဒီတော်ဟာနှကောင်ချအမုန်းတိမှုကို Redditors ကလို့ခေါ်တဲ့ရှင်းနှကောင်ကစွပီလီရှိရလို့သိရပါတယ်။ Redditors ကနဂါးနဲ့လင်းုံကိုအပြန်အလှန်လောင်းပြောင်းပြောဆိုကြတဲ့စကားတွေကိုလက်ဆင့်ကမ်းတည်ဆောင်ရင်းနဲ့ကဘာရီကိုအသက်ဆင်းပြေးနေတာပါ။ ရှင်ဟာသူတည်ဆောင်လာတဲ့စကလုံးတွေနဲ့ငကားနဲ့လေးုံလိုရန်တိုက်ပြီးသူ့ရဲ့ဒေါသတကြီးတုံ့မြန်မှုမြင်ပျော်နေတတ်တယ်လို့ဆိုကြပါတယ်။အစ်ဒရာစစ်တပ်ပင်ကြီးရဲ့အရွက်နဲ့အတီးတွေမှာမှော်စွမ်းနေရှိတယ်လို့သိရပါတယ်။ဒီတပ်ပင်ကတည်တည်လုံးကိုစားရုံနဲ့ဒဏ်ရာရန်ကိုပျောက်ကင်းစေပြီးတချို့အရွက်တွေဟာတည်ဆုံသွားတဲ့ဘဝအောင်ပြန်လည်ဆင်းသန်စေတယ်လို့ဆိုကြပါတယ်။အစ်ဒရာစစ်ကဘာတပ်ပင်ကြီးဟာစိတ်လန့်နေအောင်မှဖြစ်ပေမဲ့နော့စ်ကဘာကြီးရဲ့ဏီကောင်ရက်နာတော့ကာလာအပြီးမှာတော့လဲပြိုသွားမယ်လို့သိရပါတယ်။ အခုပြောပြသွားတဲ့ intro ဆေးကဘာတိပင်းကြီးနဲ့ north smith ရဲ့ကဘာကိုကူကြောင့်ထပ်မံဆွေးနွေးလိုပါရှိရင် comment section မှာမျှဝေသွားဖို့အကြံပြုလိုပါတယ်။အစိုးရနဲ့တော့ပြီးသွားလို့ကျေးဇူးတင်ပါတယ်ဗျာ။ video လေးကိုကြည့်နေတဲ့တယ်ဆိုတော့ like and subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဦးနော်။